မင်္ဂလာပါတတမိမိလေးတို့ရေဒီနေ့မှာတော့ကာတွန်းစိုးလွင်အောင်ရေးဆွဲထားတဲ့ပညာရှိကြီးနဲ့ဇီးသည်ဆိုတဲ့အကြောင်းလေးကိုဖတ်ပြပေးမယ်နော်ဒါကြောင့်အဆုံးအထိ နားထောင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဇီးသည်ဟာတဲ့မနေ့မိုးလွင်၍ခုနှစ်နာရီတွင်ကြောင်းတက်ရသည်တဲ့ကြောင်းမှပြန်တော့ကျူရှင်သွားရတယ်ကြောင်းမှန်မှန်တဲ့စာမခဲကျူရှင်ပြီးတော့အလုလုရတယ် ထိုးအလုတ်ပြီးမှ ကစားရတယ်စိတ်ပြေတမ်းကစားကြမယ်ဒုတာရရဲ့ကျောင်းနဲ့ကျူရှင်နဲ့အိမ်အလုံးနဲ့ဆိုတော့ကစားရတာမပျော်ဘူးကွာမေးပျော်သွားအောင်ပညာရှိကြီးတယောက်ရှိတဲ့ရဲတိုက်ကြီးရှိတဲ့နေရာကိုငါလိုက်ဖို့ပေးမယ်ကွာဟိုမှာမြင်နေရတာရဲတိုက်ကြီးပဲကွာရဲတိုက်ကြီးရဲ့အပဝါနာတို့ရောက်တော့အခါ ီခလုတ်ကိုနှိပ်လိုက်ရင်ပညာရှိကြီးထွက်လာလိမ့်မယ်တင်းရဲတိုက်တကားကြီးပွင့်လာပြီပညာရှိကြီးထွက်လာသည်ဟေးလူတားရပါလားဝင်ခဲ့ကွာဘာကိစ္စရှိလို့လဲကွာကျွန်ုပ်ဤတငယ်ချင်းဇီဒီပြင်းနေလို့ပါခမညာတင်းရင်ပြားတိုက်တွေလိုက်ကြည့်ပေါ့ကွာဒါပေမဲ့ဒီဇုံးကိုတော့ကင်သွားဇုံးတွေကစီရီကို မဖိတ်စင်နဲ့ဟုတ်ကဲ့ဇီးဒီယာစီထက်ထားတဲ့ဇုံကိုကား၍ပြားတိုက်ကြီးရဲ့အပေါ်ဓာတ်ကိုတက်သွားတယ်ဘာတွေတွေးခဲ့တလဲကွာဇုံတွေကစီ မဖိတ်အောင်ကြည့်နေရလို့ဘာမှမတွေးခဲ့ပါဘူးခမဒါဆိုနောက်တစ်ခေါက်သွားကြည့်ကွာဒီတခါတော့ဇီးဒီအထူးအဆန်းတွေမြင်ရပါပြီပကြီကားကြီးတွေပပုယုတ်ကြီးတွေ ေလင်ငါးကြီးတွေဒီတခါတော့အထူးဆန်းတွေတွေးခဲ့ပါတယ်ခင်ဗျာဒါပေမဲ့မင်းရဲ့ဇွန်းထဲကစီတွေဘဲရောက်သွားပြီလေကွာယခုမှဇီဒီဇွန်းကိုပြန်ကြည့်မိတယ်ဇွန်းထဲမှာစီများမရှိတော့ပါပညာရှိကြီးကပျော်ရွှင်နေဆိုတာကိုယ့်ရဲ့တာဝန်ကိုလည်းမမေ့ရဘူးပျော်စရာအထူးဆန်းတွေလည်းမမေ့ရဘူး ဒါမှပြောမှာกว่าတဲ့ထိုးနေမှာစပြီးဇီဒီဒီကြောင်တဲ့ကျူရှင်သွားအဲ့အလုတ်လုံရင်းနဲ့ပျော်ရွှင်နေလို့ရတဲ့ကွယ်ပျော်တယ်ဟိပျော်တယ်ဟိတဲ့ကာတွန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီတတမီမီလေးတို့ရေတတမီမီလေးတို့လည်းကာတွန်းလေးကိုနားထောင်ပြီးအတီလေးတခုတော့ရသွားမယ်လို့ထင်ပါတယ်နော်အတီရတယ်ဆိုရင်လည်း κμμα γυπι το αουνόν